Hello အားလုံးပဲမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါရစေ။ဆိုတော့ဟို Manchester United ရဲ့ဘက်ကတော့တိုက်စစ်မှုဖြစ်တဲ့ Vida Osimhen ကိုခေါ်ဖို့အတွက်ကျူးပန်းနိုင်တဲ့အခြေအနေရှိနေတုံးပဲ။ဒါပေမဲ့လို့ကျွန်တော်အချိန်ကြီးနှစ်ရက်ပေါ်မူတည်ပြီးမှဒါဝယ်ဖို့အတွက်အမှန်ကန်ကျူးပန်းသွားမယ်ပေါ့ဗျာ။နံပါတ်1အနေနဲ့ Manchester United ရဲ့ဘက်က Osimhen နဲ့ကိုရီအသင်းထံကိုအမှန်တကယ်ပြောင်းရွှေ့ခြင်းလားပေါ့။ တခြားရွေးချယ်စရာမရှိဘဲနဲ့အသင်းကိုပြောင်းလာခြင်းနဲ့ပုံစံမျိုးလားဒါမှမဟုတ်ဟိုပြိုင်ပွဲဒီပြိုင်ပွဲကစားတဲ့အသင်းတွေကခေါ်ဖို့မကြိုးပမ်းဘဲနဲ့ဒီတဲ့နောက်ဆုံးကျတော့ရွေးချယ်စရာလည်းမရှိဘာမှမဟုတ်တော့ဘဲဂလာတာဆာရီမှလည်းသူဆက်မနေခြင်းနာပိုလီမှလည်းသူပလန်မရှိတော့ဘဲနဲ့အသင်းကခေါ်မယ်ဆိုမှပြောင်းလာမယ်ဆိုတဲ့ပုံစံမျိုးလားပေါ့နော်ဆိုတော့အဲ့ဒီချက်ပေါ်မှာမူတည်တယ်နောက်တစ်ချက်ကကစားမဖြစ်သူဟာလက်ရှိရနေတဲ့လောက်ခလာစာကိုတောင်းဆိုမှုကိုပေါ့နော်ရှော့ချမယ်ဆိုလို့ရှိရင် United ရဲ့ဘက်ကတော့ဆက်လက်ဆွေးနွေးမှာဖြစ်တယ်ဗောနော်ဆိုတော့အဲ့ဒီအချက်နှစ်ချက်ပေါ်မှာမူတည်ပြီးမှပဲအသင်းဘက်ကကြိုးပမ်းသွားဖို့ရှိတယ်ပေါ့လေဒါကဒါကအသင်းအနေနဲ့ကျွန်တော်တို့ခဲရင်းတဲ့အရာပဲဟိုကစားသမားတိုင်းအတွက်အတွက်တော့ဆူလို့လာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့လက်ရှိဟိုလက်ရှိလောကမှာဗျာလက်ရှိလောကဆိုတော့အခုလက်ရှိ modern kit ရောက်လာတဲ့အခါကစားသမားတွေဟာအောင်မြင်မှုရနိုင်တဲ့အသင်းတွေစီကိုပဲကျွန်တော်တို့သွားတော့တာ ီနေရာမှာတခုတော့ရှိတာပေါ့လေကိုတင်းရဲ့ဘက်ကကစားသမားတယောက်ကိုဆွေးနွေးပြီဆိုရင်အဲ့ဒီကစားသမားအတွက်တကယ်အရေးပါတဲ့ project ကိုချပြနိုင်မှကစားသမားတွေရဲ့ဘက်ကလည်းအတင်းကိုအမှန်ကန်ပြောင်းကျင်မှာပဲအဲ့ဒါလို့ဒီကျွန်တော်မူတည်တယ်ဗျာကိုတနည်းကကျွန်တော် DMD Lab ကိုကျွန်တော်ကြည့်ပါလား DLab ကတော့ Champions League ကစားတဲ့အတင်းကိုပို့ပြီးတော့ပြောင်းကျင်တယ်ဒါပေမဲ့လို့ကိုအတင်းဘက်က plan ကြီးချပြတဲ့အခါမှာကစားသမားကอืมဟိုရောဟုတ်ပါမလားသိတယ်မလားเนาะ ချီနီရောတကယ်ပြဟုတ်ပါမလားသူတို့သူတို့ချပြတဲ့ပလန်တွေတိုင်းသူတို့ရှစ်ဆက်တာမျိုးဟုတ်ပါမလားတန်တရားရှိတယ်ဗျာဒီလားဒီသင်းပေါ်မှာယုံကြည်မရှိဘူးဒါကလည်း fair ဖြစ်တယ်ကစားမားတွေဘက်ကတွေးရင်ပြီးခဲ့တဲ့ရာသီတွေကိုကျွန်တော်ပြန်ကြည့်ရင်ကိုသင်းဟာ project နဲ့ပတ်သက်လို့တူတူတက်တက်လှုပ်ဆောင်နေတာတွေရည်ရည်ပြတ်တကယ်မှန်မှန်ကန်ကန်လှုပ်ဆောင်နေတာတွေကျွန်တော်ဘာမှမရှိဘူးဆိုတော့ကစားမားတွေရဲ့ဘက်ကလည်းတွေးမှာပဲအခုလက်ရှိကျွန်တော်အနေနဲ့ OC man ဆိုလဲဒီတိုင်းပဲ တို့ OCMAN ကိုလိုချင်တယ်ဆိုပြီးတော့ဟိုဘက်ကတော့ဟေးငါတော့အဲ United ကိုပြောင်းချင်တယ် United ကိုမင်းအတေလဲပြောင်းချင်တာပါညာဒါမျိုးတော့ဟိုဖြစ်တဲ့ကစားသမားဒီဘက်ခင်မှာရှားသွားပြီပြသည်လားရှားသွားပြီပေါ့နော်ဆိုတော့အဲ့လိုကစားသမားကောင်းတွေကိုခေါ်ချင်နေဆိုရင်ကိုဘက်က plan ကောင်းကောင်းလေးချပြနေမှာ okay OCMAN ငါတို့ကတော့ငါတို့ plan ထဲမှာမင်းကိုအမှန်ကန်ထည့်ထားတယ်မင်းနဲ့ရှေ့ဆက်ဖို့ငါတို့ရည်ရွယ်ထားတယ်အဲ့တော့ဒီလိုလို plan တွေရှိတယ်မင်းကဒီ plan မှာဘယ်လောက်ထိအရေးပါတယ်လဲ အဲ့တော့ project ကမင်းပေါ်မှာဘလောက်မိတီထားလဲဒိုင်မိုးတွေကစားမစိတ်ကြည်နေမဲ့ပေါ့နော်ကျွန်တော်တို့အရာတွေချပြနိုင်မှပြီးတယ်မလားဒါအပြင်အဲ့ဒီချပြနိုင်တဲ့ plan တွေကလည်းအောင်မြင်မှုရတဲ့စီကိုဥတီနေမှကစားသမားတွေကပြောင်းကျင်ပါဗျာဆိုတော့အခုလည်းကြီး United မှုလို့ပြောင်းကျင်နေဆိုတော့ကစားသမားတော်မင်းရှားသွားပြီရှားသွားပြီဗျာနော် United မှုလို့ပြောင်းကျင်နေ United ကိုအမှန်တကယ်ရောပြောင်းကျင်ရဲ့လားအဲ့ဒီအခြေအနေတွေကတော်တော်တော့ကစားသမားတွေရဲ့ဘက်ကပြောဖို့ခက်တဲ့အရာတွေ United ကိုပြောင်းသွားတယ်အချင်းချင်းမျိုးမျိုးကြောင့်ဗောနော်အသင်းကိုရောက်လာတယ်ဆိုရင်တော့အာ United ဟာကျွန်တော်အိမ်မက်ပါဘာညာပြောကြမှာပဲနော်ဟိုတခြားအသင်းကိုရောက်သွားလို့ရှိရင်လည်းကျွန်တော်ငငယ်ငယ်လေးကအားပေးခဲ့ရတာဘာညာပြောကြမှာပဲဟောနော်အခုလက်ရှိ Ryan Chalky လို့ကျွန်တော် Manchester City ကိုပြောင်းသွားတော့ပြောသလိုပေါ့ဗျာသိတယ်မလားနော် City လို့အသင်းများဂွန်ယူပါဘာညာဖြစ်လာတာသိတယ်မဆော့လက်ရှိမှာက လူကာကူတို့ဘာလို့လို့ပဲရောက်တဲ့အတင်ရရောက်တဲ့အတင်နိုင်ရသူ့ရဲ့အိမ်မက်ပဲဗျာသိရမလားနော်အင်တာရောသိရမလားအင်တာရောက်လဲဒါပဲနာပိုလီရောက်လဲဒါလဲယူနိုက်တက်ချဲစီဝက်ဘရွန်ဘယ်အတင်ပြောင်းပြောင်းဗျာသိရမလားနော်အမင်းဒစိတ်နင်းပြီးအောင်ပွဲခံပြနေတာဟုတ်တယ်မလားဆိုတော့အဲ့လိုမျိုးယူနိုက်တက်မှုလို့ပြောင်းကျင်နေဆိုတဲ့ကစားသမားတွေမှလူကျင်နေဆိုလို့ရှိရင်သိကြတယ်လက်ရှိကျွန်တော်တို့ခြေသွမ်းပြနေတဲ့ဈေးကွက်ထဲမှာအရင်နာမည်ကြီးနေတဲ့ကစားသမားတွေရမှာတော့မဟုတ်ဘူး နော်ဆိုတော့အာကုညာကုတော်ခေါ်ခဲ့သေးတာပဲဘာညာဆိုတော့ဒါတကန်နာပြောနေတာအဲ့လိုကစားမမျိုးရှားသွားပြီကိုကျွန်တော်ပြောနေတာတယောက်မှမရှိဘူးပြောနေတာမဟုတ်ဘူးနော်ပရီးမီးယားလိကလပ်အချင်းချင်းနေဆိုလို့ရှိရင်အဲ့လိုကစားမမျိုးကိုရှင်ခွန်နိုင်မှုကျွန်တော်ခေရင်သွားပြီအော်ထားပါတော့ပေါ်တူဂီလိကနေပြီးတော့ဗောနော်တခြားကလပ်အသင်းကြီးတွေမကျူးပန်းနိုင်တဲ့ကစားမတွေကိုကျွန်တော်တို့ကျူးပန်းတဲ့အခါဟောယူနိုက်တက်မှုလို့ပြောင်းကျင်နေဖြီကောင်းရှိနိုင်တယ်တောင်အမေရိကကလပ်အသင်းကြီးရဲ့နော်တည်တယ်မလားဘာမှအသိပြီးတော့လူမသိသေးတဲ့ကစားမလေးတွေကိုကိုရီးကခေါ်မေးဆိုရင် အဲ့ဒီကစားမားတွေမှာ United မဟုတ်လို့ပြောင်းရွှေ့ခြင်းတွေဆိုတဲ့စိတ်တွေရှိကောင်းရှိနိုင်တယ်။ဒါမျိုးလိုလည်းရှိခက်မှာတကယ်ခြေသွမ်းကောင်းနေတဲ့ကစားမားတွေကအဲ့လိုမျိုး United မဟုတ်လို့ပြောင်းရွှေ့ခြင်းတွေဆိုတဲ့မျိုးတွေအချိန်နည်းနေသွားပဲ။ဒါကြောင့်အသင်းအနေနဲ့အဲ့ဒီအချက်ကူတာတော့ကျွန်တော်တကယ်လူချင်းနေဆိုရင်တော့တေးကြတဲ့ OCMAN ကိုခေါ်ဖို့အပြောင်းရွှေ့ကလွယ်ကူမှာမဟုတ်ဘူး။နောက်တစ်ခုကလာစာကိစ္စပေါ့နော်။လာစာကိစ္စတောင်းဆိုမှု short ချမယ်ဆိုရင်ကိုရီးကဆက်ပြီးတော့ဆွေးနွေးဖို့ရှိတယ်ပေါ့။ဒါက OCMAN နဲ့ပတ်သက်လို့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဆွေးနွေးပြီးသားပါ။ဆွေးနွေးပြီးသားဆိုတော့ ကိုအတင်းရဲ့ဘက်ကပေါ့နော်ခေါ်ဖို့အတွက်ဒီတရားဝင်မကျူးမန်းခင်မှာဟိုဘယ်လိုပြောမလဲကန်လန်းမှုတွေဘာတွေမလုပ်ခင်မှာကစားမားရဲ့တောင်းဆိုမှုတွေဘာဖြစ်မလဲနာပိုလီရဲ့တောင်းဆိုမှုတွေဘာဖြစ်မလဲဒါတွေနဲ့ပတ်သက်လို့အတင်းဘက်ကအမှန်ကန်ကျွန်တော်တို့ဟောဖြစ်ပြီးသားကျူးပန်းပြီးသားဒါမျိုးလို့ပေါ့နော်အဲ့လိုမျိုးကျူးပန်းလို့လေကစားမားကလစာဘယ်လောက်တောင်းတယ်လဲဆိုတာကျွန်တော်တို့သိရတာပဲဆိုတော့လက်ရှိလစာတောင်းဆိုတဲ့အခြေအနေကိုကျွန်တော်တို့ပေါ့နော် ကစားမားကရှော့ချမှအတင်းဘက်ကခေါ်ကျူးပန်းမှာဆိုတော့ ဘလောက်မြန်တောင်းဆိုထားတယ်လဲပေါ့နော်ဆိုတော့လက်ရှိကာရတာအိုစီမန်လာစာဘလောက်ရနေတယ်နော်အဲ့ဒါညောအဲကြည့်ကြည့်အောင်ကျွန်တော်အိုစီမန်လာစာဘလောက်ဒါတော့ဗျာအတိအကျဟုတ်ချင်မှာဟုတ်မှာတော့ပေါ့နော်ဘယ်သူကတော့အတိအကျကျွန်တော်ပြောမယ်နော်ဗစ်တာအိုစီမန်ရဲ့လက်ရှိလာစာပြီးလို့ရှိရင် तू ကပေါ့နော်လက်ရှိလာစာအတိုင်းဟုတ်ချင်မှာဟုတ်မှာဗျာဘယ်လိုပြောမလဲတခြားအတင်းတင်းကိုကခေါ်ဖို့သူ့ကိုကျူးပန်းနေဆိုရင် तू ဟာအဲ့အတင်းမှာဆိုလို့ရှိရင်အမှန်တကယ်တောင်းတဲ့ လာတာတိုးတောင်းနိုင်မှုတွေလည်းကျွန်တော်ရှိကောင်းရှိနိုင်တာပဲเนาะဆိုတော့ UC Man ကလက်ရှိပေါ့เนาะအဲဆိုတော့ okay ကနေဒါစာရီမှာအငှားသွားကစားနေတာအဲဘယ်လိုပြောမလဲတပတ်ကိုပေါ့เนาะကျွန်တော်ယူရို2သိန်းကျွန်တော်ရတယ်တပတ်ကို3သိန်း9200ဆိုတော့ထားပါတော့ယူရို2သိန်းပေါ့တပတ်2သိန်းရတယ်ပေါ့ဗျာတပတ်2သိန်းရတယ်ပေါ့เนาะတပတ်ကို2သိန်းရတယ်ဒါဘောနပ်စ်တွေပါတယ်မပါသေးဘူးเนาะတစ်နှစ်ကိုကျွန်တော်တို့ဒါ အဲ72တန်းလောက်ကျွန်တော်တို့တစ်နှစ်ကို organic တို့ဒါ weekly okay ဟုတ်တယ်သိန်း9000ပေါ့ဗျာနော်ဆိုတော့အကယ်လို့အသင်းကိုရောက်လာပြီဆိုလို့ရှိရင်3သိန်းတောင်းတာမျိုးတစ်သိန်းနဲ့ပေါ့နော်ကျွန်တော်တို့ဘာမှ3သိန်းတောင်းတာမျိုး2သိန်းခွဲတောင်းတာမျိုးတွေဖြစ်ကောင်းဖြစ်မှာပဲဒါကတော့ယုံကြည်ရောယုံကြည်ရတာတော့မသိပါဘူးနော်ဒါပေမဲ့လို့အဲစောင့်တော့ကျွန်တော်ကြည့်ရမှာကွာခဏနော် okay ဆိုတော့ တစ်နှစ်ကို10တန်းဆိုတော့ okay ဟောမလို့ပါတော့ okay မစိုးပါဘူးမစိုးပါဘူးဆိုတော့ပြောချင်တာကအတင်းကိုရောက်လာတဲ့ခါကြလို့ရှိရင်ဘယ်လောက်တောင်းဆိုထားတယ်လဲဘာကြောင့်အတင်းဘက်ကအဲ့လောက်ထိရှော့ယူခိုင်းတယ်လဲဆိုတဲ့ပုံမှာမူတည်တာ ਉਹ နော်အဲတပတ်ကိုဟုတ်တယ်ဗျာနော်ကျွန်တော်အဲ့လောက်ဖေးရသူ2သိန်းလောက်ရတယ်ပေါ့ဗျာဆိုတော့2သိန်းခွဲတို့3သိန်း3သိန်းတို့တောင်းတောင်းတာမျိုးလဲကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အတင်းကအခုနောက်ပိုင်းမှာလာစာကို3သိန်းကိုတောင်းမှာပေးဖို့အတွက်ရှော့ချတော့မင်းနေတူပါတယ်ကျွန်တော်တေချာကြည့်ကြည့်ရင် အဲ market stretch ဖို့တို့3သိန်း2000ခွဲရတယ်ကျွန်တော်ရှင်းထုတ်ဖို့လုပ်နေပြီဗျာအခုဆိုလို့ရှိရင် casmero ကိုတစ်ပတ်ကို3သိန်းခွဲပေးတယ်တို့ခေါ်ချင်တဲ့အသင်းတွေရှင်ကျွန်တော်ကလည်းလုပ်ဖို့အစဉ်ချင်းဖြစ်နေပြီဗျာပြီးလို့ရှိရင် jaden sancho တို့3သိန်းခွဲရတယ်လက်ရှိရှင်းထုတ်ဖို့ကျွန်တော်လုပ်နေပြီနော် anthony santos တို့တစ်ပတ်ကို2သိန်းရတယ်ကျွန်တော်ရှင်းထုတ်ဖို့ကျွန်တော်လုပ်နေပြီဆိုတော့ဒီကြတာတကူကအသင်းကလာစာကိစ္စတွေကိုအပြောင်းလဲလုပ်ချင်တဲ့အတွက်ကျွန်တော်တို့ကလက်ရှိလာစာများပြီးတော့အသင်းမှာအဆင်မပြေတဲ့ကစားသမားတွေကိုရှင်းထုတ်ဖို့လုပ်နေပြီ ရှင်းထုတ်ဖို့လိုမယ်ဆိုတော့တေးကြတာတစ်ခုကတော့ဗောနော်တေးကြတာတစ်ခုကတော့အသင်းအနေနဲ့နော်အသင်းအနေနဲ့ဘယ်လိုပြောမလဲလာစာကတအားကြီးရှော့ခိုင်းခြင်းလို့ကျွန်တော်မရဘူးဆိုတော့အခုလက်ရှိအနေထားနဲ့ဆိုအူစီမန်ကိုနှစ်သိန်းခွဲလောက်တော့အနည်းဆုံးပေးရမှာပဲနှစ်သိန်းခွဲလောက်တော့ကျွန်တော်အနည်းဆုံးပေးရမှာပဲနော်ဦးကောင်းဘက်ကလည်းတွေးမှာပဲလေမင်းတို့မီဆန်မောင်းကိုတောင်းမှာနှစ်သိန်းခွဲပေးနေတာငါသုံးသိန်းလိုချင်တယ်ဟုတ်တယ်မလားနော်ပြီးလို့ရှိရင်ဟိုဘာမှမဟုတ်တဲ့ဗျာနော်ဆန်ချူတို့လိုကောင်းနေတော့မင်းတို့သုံးသိန်းခွဲပေးထားရတာငါလိုချင်တယ် ဟုတ်တယ်ဒါမို့ဒီလာမှာဟယ်ဒီမကွိုင်းယားကိုတော့မင်းတို့2သိန်း2000ပေးထားတာငါ3သိန်းလိုချင်တယ်ဒါမို့ဒီလာမှာပဲအဲ့ဒီ3သိန်းတောင်းဆိုမှုကိုရှော့ချမယ်2သိန်းခွဲလောက်ဆိုလို့ရှိရင်ကိုပဲအတင်းဘက်ကလက်ခံသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်ပေါ့နော်အတင်းအနေနဲ့တိုက်စစ်မှုခေါ်မယ် OC Man ကိုလည်းသဘောကျတယ်ဒါမြေလို့ OC Man နေနဲ့ United ကိုတကယ်ပြောင်းချင်ရလားလာစာကိစ္စအခုတောင်းဆိုထားတာတွေကိုရှော့ချဖို့စံထားရှိသလားဒါတွေပေါ်မှာမူတည်ပြီးမှပဲဆွေးနွေးသွားမယ်လို့ကျွန်တော်သိရတယ်ဆိုတော့ကစားမဘက်မှာပဲရှိတယ်ဆိုတဲ့ပုံစံမျိုးပဲเนาะညီကလို့ရော ဘယ်လိုမြင်ကြလဲဆက်သမားကြီးဆိုတော့ဆွေးနွေးကြပါတော့เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်ဒီနေ့ည live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ